ယူကျွန်တော်အနေကပ်ကိုယူသွားခဲ့တဲ့ EGTK ကိုပြင်းပြင်းထန်ထန်အပြစ်ပေးသွားမယ်လေပါဘူး။လေပါဘူးနိပြအာနီစရောကပြီးခဲ့တဲ့ပွဲမှာတော့အင်ဂျီချုပ်ကအောင်ပွဲခံခဲ့တဲ့ EGTK ပေါ်မှာအလွန်ဒေါသထွက်နေပြီးတော့သူ့အတွက်ကြီးမားတဲ့ပြစ်ဒဏ်တစ်ခုကိုချမှတ်ဖို့တဆီစဉ်လိုက်ပါပြီ။လေပါဘူးတင်ဟာ Ground Floor မှာစောက်တက်တန်ကိုအနိုင်ရရှိခဲ့ပေမဲ့နိပြအာနီစရောကတော့သူ့ရဲ့ပွဲပြီးဆုံးချိန်မှာပျော်ရွှင်နိုင်ခြင်းမရှိခဲ့ပါဘူး။အကြောင်းကတော့ဒိုက်စင်မူဟူကို EGTK ကအသင်းအတွက်အနိုင်ကိုသွင်းပေးပြီးရနောက်မလိုလားအပ်တဲ့အနေကပ်နဲ့ထုတ်ပယ်ခံခဲ့ရလို့ပဲဖြစ်ပါရည်။ EGTK ကဂိုးသွင်းပြီးရနောက်သူ့ရဲ့ဂျာစီကိုချုပ်ပြီးတော့အောင်ပွဲခံခဲ့တာပါ။ ဘောလုံးစည်းကမ်းရာဂျာစီချုပ်ပြီးတော့အောင်ပွဲခံကြီးကအဝါကက်ပြစ်ဒဏ်ပဲဖြစ်ပါတယ်သူကပွဲတွင်းမှာပထမအဝါကက်ကိုရရှိထားနိုင်ပြီးသားဖြစ်တာအကြောင်းမလို့ဒူရအဝါကက်နဲ့အနီကက်ကိုပါဇာတိုက်ပြသခံခဲ့ရပြီးတော့ကွင်းထဲကနေထွက်ခွာခဲ့ရပါတယ်ဒီပြအနီစလောကပွဲပြီးတနင်္သာရှင်းလင်းပွဲမှာ EGTK ရဲ့လုံရဲ့ပေါ်မှာအပြင်းထန်ဝေဖန်ခဲ့ပြီးတော့မိုင်မဲတဲ့လုံရဲ့လို့တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။မလိုလားဘူးလားဆိုတော့ဟုတ်ပါတယ်။ဒါကမိုင်မဲတဲ့လုံရဲ့ဖြစ်ပါတယ်။ဘောလို့ဆိုတော့မင်းရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်ရမယ်လေလို့စလောကဆက်လက်ပြီးတော့ပြောကြားခဲ့ပါတယ်။စလောကဆက်လက်ပြီးတော့ Champions League Final 89မိနစ်မှာဂိုးသွင်းအောင်မှာဒီလိုလောက်တောင်နားလေပြီးလို့ရမယ်။ဒါပေမဲ့ဒီလိုပွဲမှာတော့မရဘူးလေလို့ဥပမာပေးပြီးတော့ပြောဆိုခဲ့ပါလိမ့်။ EGDG ကသူ့ရဲ့လောရဲကြောင့်မလို့ Liverpool ပရိသတ်တွေကိုလူမှုကွန်ရက်ကနေပြီးတော့တောင်းပန်ခဲ့ပေမဲ့အပြစ်ဒဏ်ကောသူ့တို့တသက်ရှိနေခဲ့ပါလိမ့်။ EGDG ကပွဲပြီးမှသူ့ရဲ့လောရဲအတွက်ပရိသတ်တွေကိုဒီညတော့စိတ်ခံစားမှုကကျွန်တော်လွမ်းမှုသွားပါလိမ့်။ပရိသတ်တွေအားလုံးလည်းတောင်းပန်ပါလိမ့်လို့ social media မှာရေးသားပြီးတော့တောင်းပန်ခဲ့ပါလိမ့်။လူကနောက်လာမယ့် Liverpool ရဲ့ပြည်ရင်းပွဲစဉ်ဖြစ်တဲ့ Crystal Palace နဲ့ Premier League ပွဲစဉ်ကိုတပွဲပဲပြစ်ဒဏ်အကြောင်းမလို့လွှဲချော်သွားတော့မှာဖြစ်ပါတယ်။ စလိုက်ပြီးတော့ထွက်ပေါ်လာတဲ့သတင်းတွေအရလီဗာပူးသင်းက EKDG ကိုနှစ်ပတ်စာလောက်ကလာစားကိုငွေဒဏ်ဖြစ်ချမှတ်ဖို့တဲ့စီစဉ်နေလို့သိရပါတယ်။ EKDG ရဲ့မိုင်မဲလို့ရကြအောင်မလို့ဒီပြဆလော့ကလီဗာပူးရဲ့တရားအသည်လုံးနိုင်ပွဲဆက်နေတဲ့ပုံစံကိုဆက်လက်ထိန်းသိမ်းမှုအတွက် Crystal Palace နဲ့ပွဲမှာအလက်ဇန္ဒားအေဂျက်ကိုအဓိကအားထားရတော့မှာဖြစ်ပါတယ်။